ထင်ထားသလိုမြို့ရှင်းနေတဲ့တိုင်ကြီးမျိုးကပထွေးကြောင့်ဒုက္ခရောက်ခဲ့ရတဲ့တားမီကြောင့်ကိုရှင်းဖွင့်လာတဲ့ခိုင်နေဝင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်အင်တာနက်ပေါ်မှာသတင်းတွေပြန့်နေနေတဲ့တိုင်ကြီးမျိုးကတားမီနှစ်ယောက်ရဲ့လူတွေမသိသေးတဲ့ကိစ္စကိုပြောလာတာကတော့ Brighter Mikeji ခိုင်နေဝေပါပြီးခဲ့တဲ့ရက်ပိုင်းမှာတော့အင်တာနက်ပေါ်မှာ Parking ပထွေးရဲ့အနိုင်ကျင့်ခြင်းကိုခံခဲ့ရတဲ့တားမီနှစ်ယောက်ကြောင့်ကအင်တာနက်ပေါ်မှာပြန့်နေနေကြတာပါမိခင်ဖြစ်သူကသူမရဲ့တားလေးကိုပထွေးနဲ့တူအခြားသတင်းတွေက Black Gaia ပြုစင်နေဆိုပြီးတော့ ငိုယိုကအခုအညီတောင်းခံလာတာဖြစ်ပါတယ်။ဒါကြောင့်လင်ဘရိုက်တာမိခင်ကြီးခိုင်နေဝေကသူတို့သားမင်းနှစ်ယောက်ကိုကိုကြီးကဖြစ်ရမန်ကိုစုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ခိုင်နေဝေကိုယ်တိုင်သူတို့သားမင်းဖြစ်သူနေထိုင်တဲ့ရက်ကွက်နဲ့စေမျိုးသားချင်းတွေအထိစုံစမ်းစစ်ဆေးခဲ့ရမှာအစိုးရမျိုးသမီးဟာစေတစာဝိညာဏရှင်ဖြစ်ပေအထွေဖြစ်သူကသားဖြစ်သူကိုကြံစီပြုကျင့်ခဲ့တာမျိုးမရှိဘူးလို့ဆိုပါတယ်။ခန္ဒီဝေဟာတားလေးဖြစ်သူကိုစေးစစ်ခဲ့သေးပေမဲ့အမှန်တကယ်ဘာမှမဖြစ်ခဲ့ဘူးလို့သိရတာပါ။ဒါပေမဲ့ အဆိုပါအမျိုးသမီးဟာခင်မုန်းတယ်ဖြစ်သူဟာဒုက္ခပေးလို့နာကြောင့်လေဆေးလူခါစေတနာဝေယနာရှင် ဖြစ်သွားပြီလို့ဆိုပါရီ။ဒါပေမဲ့လည်းချူကတော့တားလေးရဲ့ချစ်စရာမဲ့ဂုတ်တိတ်ခါကြောင့်ခိုင်းနေဝင်ရလိုက်တာဖြစ်မယ်လို့ဆိုကြပါရီ။